ကဘာဦးကျန်းအခန်းကြီး6မြေကြီးမျက်နာပေါ်မှာ လူတို့သည်များပြားသမီးများကိုလည်းရထသောအခါဖျားသခင်ဤသားတို့သည် လူသမီးတို့လကြောင်းကိုမြင်ရဲကိုစိတ်ရှိသည့်အတိုင်းဆုံးပတ်ကြ၏။ထာဝရဖျားကလည်းငှားလိမ့်ညင်သည်လူတို့တွင်အစဉ်မဆုံးမရဲ့အကြောင်းမူကားလူတို့သည်အသားဖြစ်၏။သူ၏တတန်းသည်လည်းအနှစ်120ဖြစ်စေဟုမိန်တော်မူ၏။ ထိုကာလမြေကြီးပေါ်မှာ ကိုကြီးမသောသူအချို့ရှိကြ၏ထိုနောက်မှလည်းပြားသခင်၏သားတို့သည် လူသမီးတို့နှင့်ဆက်ဆံရသောသားတို့သည် အာကြီးသောသူ ရှေးကာလမှာစကြောသောသောသူဖြစ်ကြ၏မြေကြီးပေါ်မှာလူအပြစ်ကြီးလူသူဤစိတ်နှလုံးအကြံစီရှိသမျှတို့သည်အစဉ်မပြတ်စိုးညစ်ခြင်းတသက်ရှိကြောင်းကိုဖျားသခင်သိမြင်တော်မူလျင် မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကိုနောက်တည်းရဲ့နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။ထာဝရဘုရားကလည်းငါဖန်ဆင်းသောလူကိုနှင့်လူမဆဲသားများတွားတတ်သောတိရစ္ဆာန်များမုန်းကောင်းကင်ငယ်များတို့ကိုနှင့်မြေကြီးမျက်နှာမှာငါတို့တင်ပေရှင်းမည်သူတို့ကိုဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟုမိန်တော်မူ၏။နောမူကားထာဝရပြားစိတ်တော်နှင့်တွေ့တော်သူဖြစ်တည်း။နောဝထုပတိဟု ကားနောသည်ဖြောင်းမတ်တော်သူမိမိမျိုးစုံလင်တော်သူဖြစ်၏ကိယာသခင်နှင့်အတူသွားလာ၏နောသည်ရှေမဟာမယဖတဲဟုသောသားသုံးယောက်ကိုမြင်လေဖိုခာမီကြီးသည်ပြားသခင်ရှေမှာပုတ်ဆက်လျက်ရှိမြေကြီးသည်အဒမမှုနှင့်ပြီးဆုံးလေဖျားသခင်သည်မြေကြီးကိုကြည့်ရှုတော့ကပုတ်ဆက်လျက်ရှိသည်ကိုမြင်တော်မူ၏အကြောင်းမူကားမြေကြီးပေါ်မှာလူပေါင်းတို့သည်ဖောက်ပြန်ခြင်းသို့ရောက်ကြပြီး ိုခါဖျားသခင်သည်နှုံးအားမိန်တော်မူသည်ကားတတဝါပေါင်းတို့၏အဆုံးသည်ငါမျက်မှောက်တွင်ပေါ်လာပြီးသူတို့ကြောင့်မြေကြီးသည်အဓမ္မမှုနှင့်ပြည်စုံလေအကယ်စင်စစ်မြေကြီးနှင့်တကောသူတို့ကိုငါဖျက်ဆီးမည်ဘောဖျက်တသားဖြင့်တင်မောကိုကိုဖို့ဒီလုံးလော့အထဲရလေအခမ်းများကိုလုံးလော့အတွင်ပြင်ပတ်လေကိုထင်းယူစိမ့်နေတော့ လုံးရမီပုံဟူမူကားတင်မောလျာအတောင်300အနက်တောင်90အမြင့်အတောင်30ရှိစေရမည်အပေါ်နဲ့ဒီမိုးကိုလုံးရမီထိုမိုးအပေါ်လေကျက်နှင်ထိတ်အုပ်နံတောင်ကျဲရှိစေရမည်တင်မောနံတပတ်နဲ့လည်းတံခါးကိုလုံးရမီအောက်ဆင့်အလဲဆင့်အပေါ်ဆင့်ဟူတဲ့၃ဆင့်ကိုလည်းရှိစေရမည် အသက်ရှင်သောတတဝအပေါင်းတို့ကိုကောင်းကင်အောင်မှငါ့ကိုယ်တိုင်ပဲရှင်ခြင်းကမြေကြီးကိုရေလွှဲမိုးစေသဖြင့်မြေပေါ်မှာရှိသမျှတို့သည်တည်ကြရမည်တင်းနမူကငါပလိညင်ကိုငါဒီစီမီတင်းဒီသားမယားချွေးမမားနှင့်တကောတင်မောထဲသို့ဝင်ရမည်သရှင်တော်တိရစ္ဆာန်မျိုးမျိုးတဲကအထင်းအဆောင်တို့ကိုယူရင်တင်တဲ့အတူအသက်ချမ်းသာစေခြင်းကတင်မောတဲ့တို့တွင်ရမည်။ ညလေမျိုးလိုက်သားလဲအမျိုးလိုက်တွားတတ်သောတိရစ္ဆာန်ပေါင်းလဲအမျိုးလိုက်အထီးအမအစုံတို့သည် အသက်ချမ်းသာစေခြင်းကတင်းထန်တို့လာကြလိမ့်မည်ကိုစားစရာဖို့တိရစ္ဆာန်တို့စားစရာဖို့စားအပ်သော အစာမျိုးမျိုးကို ယူတို့ထားရမည်ဟုဖီးယားသခင်မှထားတော်မူမည်မထားတော်မူသည့်အတိုင်းလဲနောပြုလေကပ္ပဝုကျန်အခန်းကြီး6ပီး၏